ကျမတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ15ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့မြောက်ဦးရီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့် online ငွေလိမ်စင်တာများမှာ Starlink internet များကိုပုံမတို့ချက်အသုံးပြုလာမှု American Concrete ကစတင်စုံစမ်းစစ်ဆေးနေကြောင်းတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ကြားဖြန့် online ငွေလိမ်စင်တာမြတ်မှာ Starlink internet အသုံးပြုမှုများကိုပုံမတိုးချဲ့အသုံးပြုလာမှုအပေါ် American Congress ကစတင်စုံစမ်းစစ်ဆေးနေကြောင်း AFP သတင်းတရရသိရှိရပါတယ်။ထိုင်းနိုင်ငံကမြောက်ရီမြို့နယ်မှာရှိတဲ့ကြားဖြန့် online ငွေလိမ်စင်တာတွေထံကိုလျှက်စစ်ဓာတ်အားနဲ့ internet line များဖြတ်တောက်ပြီးနောက် Starlink internet တွေကိုအဓိကသုံးစွဲလာကြောင်းကြားဖြန့် online ငွေလိမ်စင်တာအဆောက်အုံတွေပေါ်မှာ Starlink internet ဘန်းများအများပြတင်ထားသည့်ကိုတွေ့ရှိရကြောင်းကြဖြန့် online ငွေလိမ်စင်တာဖြစ်တဲ့ KK Park ရဲ့အဆောက်အုံတစ်ခုပေါ်မှာ Starlink internet ဘန်း80နီးပါးမြင်တွေ့ရကြောင်းသိရှိရပါတယ်။ American ပြည်ထောင်စု California ပြည်နယ်မှာအစိုးရရှိနေတွေက Starlink internet စနစ်ကိုအသုံးပြု၍ငွေလိမ်လည်မှုများကျူးလွန်ကြောင်း Starlink ကို2024ခုနှစ်ဇူလိုင်လမှာတရားဝင်သတိပေးခဲ့ပေမယ့် Starlink ကတစုံတရာတုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။ ဆိုရင်ပူပန်နေကြတဲ့ထိုင်းနဲ့အမေရိကန်နိုင်ငံသမားတွေကလည်း Starlink Q2 Internet ပိုင်ရှင် Elon Musk ကို 3P နှိုးဆော်မှုများလှုပ်ဆောင်နေကြပြီ။ American အထက်လွှတ်တော်အမတ် Maggie Hassan က Elon Musk ကို Starlink Internet ကိုကြားဖြန့် online ငွေလိမ်ခိုင်းများကအသုံးပြုနေမှုကိုအေးအေးယူဆောင်ရွက်ရန်တိုက်တွန်းခဲ့ပါတယ်။ယခုအခါမှာ American Congress လွှတ်တော်မှပူးတွဲစည်းပွားရေးကော်မတီကကြားဖြန့် online ငွေလိမ်လေးစတာများနဲ့ Starlink Internet တို့ပတ်သက်နေမှုတွေကိုစတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ American Cyber ရာဇဝမှုဆိုင်ရာအစိုးရရှိနေဟောင်း Aaron Watts က American company တခုကဒီလိုတွေဖြစ်နေဖို့အတွက်ပါဝင်ဆောင်ရွက်ပေးနေတာယုံစရာပါပဲလို့ပြောကြခဲ့ပါတယ်။ဂျာပန် online ငွေလိလဲဂိုင်းများရဲ့ပြစ်မှတ်ထားရမှာ American ကလည်းပါဝင်နေပြီး2024ခုနှစ်အတွင်းမှာ American dollar 10 billion ခန့်ဆုံးရှုံးခဲ့ပြီး12လအတွင်း66ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း American အစိုးရဘန်ဒါယီဌာနကခန့်မှန်းထားပါတယ်။ American ကယခင်လများအတွင်းဂျာပန်ငွေလိငိုင်းများရဲ့အဓိကမြို့ဖြစ်တဲ့ ရွှေကုတ်ကိုမြို့နယ်ဆက်ဆက်နေတဲ့လူပုဂ္ဂိုလ်များနဲ့ကုမ္ပဏီ၉ခုကိုပိတ်ဆို့အရေးယူခဲ့ပါတယ်။သူရမှာရွှေကုတ်ကိုမှအဆောက်အုံတိဆောက်မှုများမှာအလင်းအမြန်တိုးတက်နေစေဖြစ်ပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့နိုင်ငံကန်ဗျူဟာကိုအေအေနဲ့မဟာမိတ်တပ်တွေအပြစ်သက်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းမကွေးတိုင်းဆက်ဆက်ဒေသတွေအတွက်စီးရီးအရာအလွန်အရေးပါတဲ့နိုင်ငံကန်ဗျူဟာကုန်းကိုအာရခတ်တပ်တော်အေအေနဲ့မဟာမိတ်တပ်တွေကယမန်နေ့ညနေမှာ အပြစ်သက်သိမ်းယူနိုင်ပြီလို့တရင်ရရှိပါတယ်။ ခေါင်းဆောင်တဲ့သူတွေကအကုန်ထွက်ပြေးတာလေပါစစစ်မှုတန်တင်းတဲ့ဆင်းတွေပဲကြံခဲ့တာပြောရရင်၁၇ရက်နေ့ကလေးကရနေတာအခုကတော့လုံလုံရှင်းလင်းနိုင်ပြီလို့ People Spring ရဲ့သတင်းရှိမြစ်တူကအော်တိုဘားလ၁၄ရက်နေ့ညနေပိုင်းမှာဆိုပါတယ် Amberan Lambay အနီးကအကြီးဆုံးစခန်းဖြစ်တဲ့နေရီကန် viewer ကို AA နဲ့မာမိတ်တက်တွေက2025ခုနှစ် February လမှာစတင်ထိုးစစ်ဆင်ခဲ့တာပါအဲ့ဒီအချိန်တုန်းက data ရင်းစစ်စင်ရင်းနဲ့ခုခံစစ်တွေကိုတက်မှကိုကိုကတာဝန်ယူခဲ့ပါတယ်ကာကင်စကန်တွေကို အေအေနဲ့မဟာမိတ်တပ်တွေကတခုပြီးတခုသိမ်းယူနေပြီးစစ်တပ်ကအရာရှိတွေအပါအဝင်တိတ်ဆုံးဒဏ်ရာရသူထွက်ပြေးသူအလင်းဝင်သူအများပြားနဲ့အထိနာနေခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ကတပ်မကိုကိုတပ်မမူဘုံမူကြီးတင်မောင်ကျော်ကိုမီလာထဲမှာပြန်ဖမ်းခဲ့ပါတယ်။တပ်မကိုကိုအောက်ကတရင်တွေအထိနာတာကြောင့်ဩဂတ်လနဲ့စက်တင်ဘာလမှာရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက်အမှန်စက်ကွန်စစ်စင်ရေးကိုကင်းမှုဌာနချုပ်စက်ကကစက်ခွန်လက်အောက်ခံတရင်တွေကိုတက်ချင်းလေးလေပို့ဆောင်ခဲ့ပါတယ်။ စက်တင်ဘာလနဲ့အော်တိုဘာလဆန်းတိုက်ပွဲတွေမှာလည်းအထိနာပြီးစက္ကခစက်ကွန်ကရရှိပိုင်းတွေအော်တိုဘာလ9ရက်နေ့ကလေးကစုခွာသွားတယ်လို့သိရှိရပါတယ်အော်တိုဘာလ10ရက်နေ့မှာအေအေနဲ့မဟာမိတ်တပ်တွေကဘီဝါတဲ့အထိဝင်တိုက်ခဲ့ပြီးအော်တိုဘာလ14ရက်နေ့မှာအပြစ်သက်သိမ်းပိုက်တယ်လို့သိရှိရပါတယ်အခြားစီးရီးတရင်ရှိမဲ့တူကလည်းပတ်စတွေထွက်ပြေးတာလက်နက်ချတာအများကြီးပဲလို့ဆိုပါတယ်နေရီကန်ဘီဝါကုန်းကိုအေအေနဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်လိုက်ကြောင်းရေးသားထားတဲ့သတင်းကိုလည်း 96 soldiers PDF ရဲ့ဥဆောင်သူတဦးဖြစ်တဲ့ကိုစရာလွင်ကလည်းနိုင်ငံ viewer ကုန်းကိုအပီးသက်သိမ်းပိုက်လိုက်ပါပြီလို့လူမှုကွန်ရက်မှာမျှဝေထားပါတယ်96 soldiers PDF ဟာ A နဲ့အတူစစ်ကောင်စီကိုပူးပေါင်းတိုက်နေတဲ့ကာကွယ်တပ်တွေတွေကတခုဖြစ်ပါတယ်96 soldiers ရဲ့အော်တိုဘာ6ရက်နေ့ကပြုတ်လုခဲ့တဲ့စစ်တင်တဲ့ဆင်းပွဲကို RK တပ်တော်ထင်းချုပ်ဒေသမှာပြုတ်လုခဲ့တာပါ AA ကတော့တီချာထုတ်ပြန်တာတော့မရှိသေးပါဘူးနိုင်ငံ viewer ကုန်းသိမ်းတိုက်ပွဲမှာ AA နဲ့အတူပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်တပ်ဖွဲ့တပ်ဖွဲ့ကတာဝန်ရှိသူကတော့နိုင်ရည်ကံကိုလုံလုံရှင်းရှင်းပြီးရင်မကွေးတိုင်းဝင်ပေါက်ပွင့်သွားတယ်လို့အေယာမြစ်အနောက်ချမ်းအာလုံစစ်ကောက်စီလွတ်လွတ်ရဖို့တေချာသွားပြီလို့သုံးသပ်ပြောကြပါတယ်။လက်ရှိမှာအမ်ဘရန်လန်မင်းတုံတရက်ဇင်ဘာဝဲအထက်မင်းလာငဖဲမြို့နယ်တွေနဲ့ပသိမ်မုံရွာလမ်းမိုက်တွေဘကိုးတိုင်းတဲကတောင်ကုတ်ပန်းတောင်ကလန်အေယာဝတီတိုင်းတဲကလေးမျက်နှာမြို့နယ်တို့မှာလည်းအေးပူပေါင်းတက်တွေနဲ့စစ်ကောင်စီတိုက်ပွဲတွေပြင်းထန်နေပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ စေအုပ်စုရဲ့အတုအယောင်အလိန်အညာရွေးကောက်ပွဲကိုအကူအညီပေးရင်မြန်မာပြည်သူများရဲ့ဒုက္ခကိုပုံမနဲ့ရှိုင်းစေမယ်လို့ကုလသမဂ္ဂအစည်းအဝေးမှာဥကြုံမှုထွန်းကနိုင်ငံတကာကိုတတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်မြန်မာစေအုပ်စုရဲ့အတုအယောင်အလိန်အညာရွေးကောက်ပွဲကိုအကူအညီပေးရင်မြန်မာပြည်သူများရဲ့ဒုက္ခကိုပုံမနဲ့ရှိုင်းစေမှာဖြစ်ကြောင်းကုလသမဂ္ဂအစည်းအဝေးမှာတန်မတ်ကြီးဥကြုံမှုထွန်းကနိုင်ငံတကာကိုတတိပေးပြောဆိုလိုက်ပါတယ်။အော်တိုဘာလ73ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာပြုလုပ်တဲ့ အကျင့်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံစီးပွားရေးနဲ့ဗဏ္ဍာရေးဆိုင်ရာကော်မတီဒုတိယကော်မတီအစည်းအဝေးမှာ၎င်းကအထက်ပါတိုင်းတတိပေးလိုက်ခြင်းဖြစ်ပါတယ်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကအကြံဖတ်စစ်တပ်ကတရားမဝင်စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်းမှာမြန်မာနိုင်ငံကရခိုင်ရရှိထားခဲ့တဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအောင်မြင်မှုများမှာတည်တည်တတ်တာနောက်ပြန်ဆုတ်ယုတ်သွားခဲ့ကြောင်းအကြံပတ်စစ်အုပ်စုကတရားဥပဒေစိုးမိုးရေးကိုဖျက်ဆီးနေပြီ။ရာဇဝတ်သားများ၎င်းတို့နဲ့ပူးပေါင်းနေတဲ့ နေကြောင်းဆောင်တက်ဖွဲ့များအတွက်လုံခြုံတဲ့ပုံခူရများဖန်တီးပေးနေတဲ့အတွက်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှဆက်လက်ကြေပြန့်လာနေကြောင်းကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချုပ်ကအကြံဖတ်စစ်အုပ်စုကစီစဉ်နေတဲ့အတူအယောင်အလေးအညာရွေးကောက်ပွဲကိုအကူအညီပေးနေမှုမှာပြည်သူလူထုရဲ့ဒုက္ခကိုပုံမနှဆိုင်စေပြီးအကြံဖတ်မှုနဲ့မတည်ငြိမ်မှုများကိုသာဖြစ်ပေါ်စေကာကြိုးပမ်းရရှိထားတဲ့ဖွံ့ဖြိုးတိုးတက်မှုများကိုအလုံးစုံနှုတ်ပြန်ဆုပ်ယူစီမံဖြစ်ကြောင်းသတိပေးပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ အချက်ပစိဥစုကစီစဉ်နေတဲ့အတူအောင်အလိန်အညာရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချရန်တန်အမတ်ကြီးကလေးနက်တိုက်တွန်းခဲ့ပါတယ်မြန်မာနိုင်ငံမှာအချက်ပစိဥစုကအယက်သားပြည်သူတွေကိုနေရစွန့်ခွာစေပြီးအခြေခံဝန်ဆောင်မှုလုပ်ငန်းများကိုပိတ်ပင်တားဆီးနေတဲ့အတွက်စင်ရဲတွင်ပုံမှုနှက်ဆိုင်လာကြောင်းပြည်ပကတ်ဖြစ်ပွားရာဒေသတွေမှာအချက်ပစိဥစုကကြေးရွာများမွေးမြူရေးလုပ်ငန်းများစိုက်ပျိုးရေးလုပ်ငန်းနဲ့လေယာဉ်များကိုဇက်တိုက်မိရှို့ဖျက်ဆီးနေတဲ့အတွက်ငတ်မုတ်ခေါင်းပွားမှုနဲ့ စာနယ်ရိပ်ကမလုံခြုံမှုမှာဆက်လက်မြင့်တက်လာနေကြောင်းစာတင်ကြောင်းများအပေါ်ကိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးတငယ်တွေဟာဘုံခုချင်းများသို့မဟုတ်ယာယီခေလုံးရစခန်းများမှာပုံအောင်ပြီးပညာသင်ကြားနေရကပညာသင်ကြားမှုနှုတ်မှလည်းဆက်လက်ကျဆင်းနေကြောင်းအခြေခံအခွင့်အရေးများနဲ့အညီလှုပ်ဆောင်နေတဲ့အမျိုးသမီးများအပေါ်ရုပ်ပိုင်းဆိုင်ရာနဲ့ digital နှစ်ပယ်နှစ်ခုစလုံးမှာပဋိပက္ခအတွင်းလိမ်ပိုင်းဆိုင်ရာအကျဉ်းဖတ်မှုနဲ့ကြားမအခြေပြုအကျဉ်းဖတ်မှုတွေကိုအချက်ပတ်စစ်အုပ်စုကဆက်လက်ကျူးလွန်နေတဲ့အတွက် ကြားမမညီမျှမှုမှာပုံမှုကြီးထွားလာနေကြောင်းတပ်အမတ်ကြီးကထောက်ပြပါတယ်။ရင်းအပြင်အကြံဖတ်စစ်အုပ်စုရဲ့တရားမဝင်အတ္တမစစ်သားစုဆောင်မှုတွေကြောင့်လူငယ်တွေဟာပုန်းရှောင်ထွက်ပြေးနေကြရပြီးပြည်တွင်းလူသားအင်အားနဲ့စီးပွားရေးအခွင့်အလမ်းများမှာဆက်လက်လျော့ပါလာကြောင်းမြန်မာနိုင်ငံနဲ့ဒေတာရင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကြီးမားလာမှုဟာဒေတာတစ်ခုလုံးရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုဆွဲချသွားမှာဖြစ်ပြီးအကြံဖတ်စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲမှာဖြစ်ပေါ်လာမဲ့အကြံဖတ်မှုနဲ့မတည်ငြိမ်မှုတွေဟာဒေတာတစ်ခုလုံးရဲ့ တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကိုချင်းချောက်မှဖြစ်ကြောင်းတမတ်ကြီးကပြောဆိုပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အချက်ဖတ်စစ်အုပ်စုကစီစဉ်နေတဲ့အတုအယောင်အလိန်အညာရွေးကောက်ပွဲကိုပြတ်သားစွာပယ်ချရန်စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးစင်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်ဆုံးဖြတ်ထားတဲ့မြန်မာပြည်သူလူထုရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုထောက်ခံအားပေးသွားကြရန်တမတ်ကြီးကထပ်မံတိုက်တွန်းခဲ့ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြက်ပြက်တသားညှင်းပယ်ရန်မလေးရှားနဲ့ထိုင်းနိုင်ငံကြားရဲ့ဝန်ကြီးဟောင်း2ဦးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SCCM ကတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြက်ပြက်သားသားညှင်းပယ်ရန်မလေးရှားနဲ့ထိုင်းနိုင်ငံကြားရဲ့ဝန်ကြီးဟောင်း2ဦးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SCCM ကယမန်နေ့မှာကြီးညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ အဆိုပါကြီးညာချက်ကိုမလေးရှားနိုင်ငံဂျာယီဝန်ကြီးဟောင်းဒေါက်တာဆရီဆိုင်ဖတ်တင်အဗ်ဒူလာနဲ့ထိုင်းနိုင်ငံဂျာယီဝန်ကြီးဟောင်းခွန်ကဆစ်ပီရိုမြာနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးချန်ပီကောင်စီ SACM အဖွဲ့ဝင်၃ဦးတို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးယခုအော်တိုဘာလအတွင်းမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာစီအိုစုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြတ်ပြတ်သားသားညှင်းပယ်ရန်မြန်မာနိုင်ငံအပေါ်မဟာဗျူဟာများပြန်လည်တုံ့တက်တက်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။ အော်တိုဘာလ9ရက်နေ့မလေးရှားနိုင်ငံဂျာယီဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခီးစင်မှာမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလွတ်လပ်တရားမျှတမှုပွင့်လင်းမြေတားမှုနဲ့ယုံကြည်စိတ်ချရတဲ့လုပ်ငန်းရှင်များအတွက်အနေဆုံးစံနှုန်းများကိုချမှတ်ခဲ့ပြီးနိုင်ငံတော်ကျင်းပတဲ့ကြောင်းနိုင်ငံရေးပါတီများအားလုံးကပါဝင်ဆောင်ရွက်တဲ့ကြောင်းစိတ်အုပ်စုကိုတိုက်တွန်းခဲ့ပါတယ်။မလေးရှားနိုင်ငံဂျာယီဝန်ကြီးကထုတ်ဖော်ပြောဆိုခဲ့တဲ့စံတတ်မှတ်ချက်များနဲ့စိတ်အုပ်စုကဒီဇင်ဘာလ28ရက်နေ့မှာစတင်ရစီစဉ်ထားတဲ့ရွေးကောက်ပွဲက မကိုက်ညီတဲ့အတွက်အာဆီယံကစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြက်ပြက်တတပေးချရမှာဖြစ်ကြောင်းအကယ်၍အာဆီယံကစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုမပေးချရင်မြန်မာပြည်သူများအပေါ်တစ္ဆာဖောက်လက်ခြင်းဖြစ်ပြီးဒေတာရင်းမှာရက်ဆက်ကြမ်းကြုတ်တဲ့စစ်အာဏာရှင်ကိုဆုချခြင်းဖြစ်လိမ့်မယ်လို့တတိပေးပါတယ်စစ်အုပ်စုကမလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ခီးစင်းကိုလိမ့်လည်ဝါဒဖြန့်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံကိုရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များဆေးလွတ်မယ်လို့ကတိပြုခဲ့တဲ့ဝါဒဖြန့်ပြောင်ပြောင်တင်းတင်းလိမ့်လည်ခြင်းမှာ တရားဝင်မှုရရှိရေးကြိုးပမ်းမှုတရက်တာဖြစ်ကြောင်းထောက်ပြထားပါတယ်မြန်မာစစ်အုပ်စုကအာဆီယံပုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ရန်ပြက်ကွက်ခဲ့မှုမှာ အာဆီယံရဲ့ကြာရှုံးမှုအဖြစ်ဝန်ခံရမှာဖြစ်ပြီးဒီတာရင်းနိုင်ငံများအကြားနိုင်ငံဖြစ်ကျော်ရာဇဝတ်မှုများတိုးပွားလာစေခြင်းအဖွဲ့ဝင်နိုင်ငံများအကြားအနာဂတ်စစ်အာဏာသိမ်းမှုဖြစ်ပေါ်လာစေရန်ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းပြည်သူထောင်ချီတပ်ဖြတ်ခြင်းကိုလစ်လျူရှုခြင်းနဲ့အာဆီယံအနေနဲ့မိမိအဖွဲ့အတွင်းအရေးကြီးတဲ့ဆုံးဖြတ်မှုမျိုးကိုဥဆောင်ထိန်းချုပ်ရန် အင်အားနဲ့ဩဇာမရှိတော့ခြင်းများဖြစ်ပေါ်စေကြောင်းထောက်ပြထားပါတယ်။အနာတိုင်းစစ်အုပ်စုရဲ့အကြမ်းဖက်မှုများအမြင့်ဆုံးအဆင့်ကိုရောက်လာတဲ့အချိန်မှာအတူရောင်ရွေးကောက်ပွဲမှာလည်းနီးကပ်လာနေတဲ့အတွက်ကြောင့်အာဆီယံအဖွဲ့အနေနဲ့လှုပ်ဆောင်နိုင်တဲ့နောက်ဆုံးအခွင့်အရေးတစ်ခုပဲကျန်ရှိတော့ကြောင်းပထမဦးစွာအာဆီယံကစစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြက်ပြက်သားသားရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းမှာပါဝင်ပတ်သက်ခြင်းမရှိရန်နဲ့ရွေးကောက်ပွဲရလဒ်ကိုပယ်ချရမှာဖြစ်ကြောင်းစစ်မှန်ပြီးအလုံးပါဝင်နိုင်တဲ့ ်ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံရေးအကျဉ်းသားများအားလုံးလှုပ်ပေးရန်တရားဝင်နိုင်ငံရေးပါတီအားလုံးပါဝင်နိုင်ရန်တိုက်ပွဲများရပ်ဆိုင်ရန်နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်နိုင်မှသာလျှင်စစ်မှန်ပြီးယုံကြည်စိတ်ချရတဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲတွေကိုမြန်မာနိုင်ငံမှာကျင်းပရင်ဖြစ်ကြောင်းထောက်ပြထားပါတယ်။ဒါ့အပြင်အာဆီယံပုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကအကောင့်ထင်မဖော်ရန်နဲ့မြန်မာစစ်တပ်ကိုရှုတ်ချမှုမှကင်းလွတ်ခွင့်မပေးရန်တင်းကျပ်ရမှာဖြစ်ကြောင်း စစ်တပ်ကိုယ်စားလှယ်များနဲ့စစ်တပ်ခေါင်းဆောင်တွေကိုအာဆီယံအစည်းအဝေးတိုင်းမှာပိတ်ပင်မှုများတိုးချဲ့ရန်လည်တိုက်တွန်းထားပါတယ်။တတိယအနေနဲ့အာဆီယံကမြန်မာနိုင်ငံအပေါ်ရှင်းလင်းပြတ်သားတဲ့နောက်ဆုံးဂိမ်းဖြစ်တဲ့မဟာပြူဟာအသစ်တရက်ကိုစတင်ရန်58ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအသုံးပြုရမှာဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနဲ့အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထုတတမန်တန်ဆရီအော့တ်မန်ဟာရှီမ်နဲ့အတူအာဆီယံရဲ့အရေးယူဆောင်ရွက်မှုများပါဝင်တဲ့ မူဝါဒတွေကိုချမှတ်ရမှာဖြစ်ကြောင်းတိုက်တွန်းထားပါတယ်။အထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုချက်ချင်းလွတ်ပေးရန်အာဆီယံနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတနိုင်ငံလုံးအပြစ်ကရဲစေးရေးကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေတဲ့တိုက်ခိုက်မှုများအားလုံးကိုချက်ချင်းရပ်နိုင်စေရန်တတမန်ရေးရကြိုးပမ်းမှုများကိုအရှိန်မြင့်ဆောင်ရွက်ရန်တို့ပါဝင်ပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်ကောင်မရှင်ကကုလသမဂ္ဂရဲ့ဆွဆွဲချက်တွေကို ယုတ်တိမရှိဘူးလို့ကန့်ကွက်ပယ်ချခဲ့ပြီးမြန်မာအရေးကို၎င်းတို့ဥဆောင်မဲလို့ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အနာသိစစ်ကော်မရှင်ကမြန်မာအရေးနဲ့ပတ်သက်ပြီးကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီ UNHCR အနေနဲ့ယုတ်တိမရှိပဲဆွဆွဲနေတယ်လို့ကန့်ကွက်ပယ်ချခဲ့ပြီးရွေးကောက်ပွဲအပအဝင်ပြည်တွင်းငြိမ်းချမ်းရေးကို၎င်းတို့ရဲ့ဥဆောင်မှုနဲ့သာဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။စစ်ကော်မရှင်ဟာဂျနီဗာမြို့မှာကျင်းပခဲ့တဲ့လူ့ခွင့်ရေးကောင်စီရဲ့60ကြိမ်မြောက်အစည်းအဝေးကာလအတွင်းမှာ မြန်မာအရေးနဲ့ပတ်သက်၍အစီရင်ခံစာနဲ့ဆွေးနွေးမှုများအပေါ်ယမန်နေ့အော်တိုဘားလ23ရက်နေ့ကတုံ့ပြန်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။စစ်ကော်မရှင်ကအာဏာသိမ်းပြီးနောက်ပိုင်းပြုလုပ်သွားမယ့်၎င်းတို့ရဲ့ရွေးကောက်ပွဲရလဒ်အရာအနိုင်ရရှိလာမယ့်နိုင်ငံရေးပါတီကိုအာဏာလွှဲသွားမှာဖြစ်ပြီးမြန်မာဦးဆောင်တဲ့မြန်မာကိုယ်ပိုင်လုပ်ငန်းစဉ်နဲ့ပြည်တွင်းငြိမ်းချမ်းရေးတည်ငြိမ်ရေးတိုက်ပီတာယာဝါပြောရေးတို့ကိုဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။သို့သောစစ်ကော်မရှင်ညှိညွန့်တဲ့ အဆိုပါမြန်မာကိုပိုင်လမ်းစဉ်ဆိုဒီမှာကုလသမဂ္ဂနဲ့အာဆီယံတို့လိုလားကြတဲ့မြူသားညီညွတ်ရေးအစိုးရ NUG တော်လှန်ရေးအဖွဲ့ ERO များအပါအဝင်အင်အားစုအလုံးပါဝင်မှုမျိုးမဟုတ်ပဲ၎င်းတို့ရဲ့ဥဆောင်မှုသာဖြစ်ကြောင်းမြန်မာအရေးအခက်ခတ်တို့ကထောက်ပြသုံးသပ်ထားပါတယ်။အဆိုပါ UNHCR အစည်းအဝေးတွင်ကုလသမဂ္ဂလူ့ခွင့်ဆိုင်ရာမဟာမင်းကြီးရဲ့အစည်းအဝေးခန်းစာနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ရ WIWM အဖွဲ့ရဲ့အစည်းအဝေးခန်းစာတို့အပေါ်ပေါင်းစပ်၍ ်ဆွေးနွေးခဲ့ကြပြီးယခုဒီချိန်မှာလည်းစစ်ကော်မရှင်အနေနဲ့တရားဝင်တက်ရောက်ခွင့်မရခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်လူခွင့်ရေးကောင်စီရဲ့အခြေခံမူများဖြစ်တဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတို့နဲ့တွေ့ဖယ်လျက်ရှိတယ်လို့ရင်းဆွေးနွေးမှုနဲ့အစီရင်ခံစာများမှာအတိမပြုတ်နိုင်တဲ့အချက်အလက်များကိုအသုံးပြု၍၎င်းတို့အပေါ်တတလေးလေးဆွဆွဲနေခြင်းဖြစ်ကြောင်းစစ်ကော်မရှင်ကဆိုပါတယ်။ဤကဲ့သို့ဆွဆွဲချက်များကိုအချိန်ချင်းပြုလုပ်နေပြီးကုလသမဂ္ဂ၏လူ့အခွင့်အရေးကာကွယ်မြင့်တင်ရေးစာမျက်နှာတွင် အရေးကြီးဆုံးသောရန်ရတရဖြစ်သည့်လူ့ခွင့်ရေးကောင်စီသည်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခု၌ဖြစ်ပေါ်နေမှုများအားလက်တွေ့ကျဘတ်လိုက်မှုကင်းမဲ့စွာမတုံ့တက်ကြောင်းစစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်စစ်ကော်မရှင်အနေနဲ့အဆိုပါဆွဆွဲချက်များနဲ့ပြည်တွင်းရေးဝင်ရောက်ဆွတ်ဖတ်တဲ့ဆွေးနွေးချက်များကိုပြတ်သားစွာကန့်ကွက်ပေးကြပြီး၎င်းတို့လုတ်ကင်နေတဲ့လုပ်ငန်းတွေကိုလည်းမျက်ချိမပြတ်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ မုံရွာမှာစတိတ်ရှိုးကပြန်လာတဲ့လူငယ်တွေကိုစစ်တပ်ကပေါ်တာဆွဲခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့မှာဖျားပွေပြန်လာသူတွေကိုစစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးလို့လူငယ်အများပြဖမ်းဆီးခံလိုက်ရကြောင်းမြို့ကန်တွေကပြောပါတယ်။အော်တိုဘားလ73ရက်နေ့မနေ့ည8နာရီခန့်ကမုံရွာမြို့ကန်နာလမ်းမှာစစ်ကောင်စီတပ်ကအင်စည်းက9စီးနဲ့စုတောင်းပြဖျားပွေကစတိတ်ရှိုးပွဲကနေပြန်လာတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံတွေနဲ့မုံရွာကစစ်ကောင်စီတပ်ဖမ်းဆီးမှုတွေကိုကင်းထောက်နေတဲ့ မုံရော roots information အဖွဲ့ကဆိုပါတယ်မင်းညာကကဲနားလမ်းမှာပြည်သူ32ယောက်ခံမှန်းပါသွားတယ်လို့ကြားတယ်လို့မုံရော roots information အဖွဲ့ဝင်တဦးကဆိုပါတယ်စစ်ကောင်စီကပြုလုပ်ပေးတဲ့ state show ပွဲတွေမှာတွာလာခဲ့သူတွေများပြားခဲ့ပြီးလူစီခဲ့တယ်လို့သိရှိရပါတယ်စစ်ကောင်စီကမုံရော်မြို့ပေါ်မှာတရင်ကျွတ်ပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီးနောက်ွယ်ကနေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်ကြောင်းမြို့ခံတွေကပြောပါတယ်အရင်ရက်တွေကဖမ်းတော့ဖမ်းတယ်နေတည်တယ်မင်းညာကတော့တော်တော်များတယ် ကန်နာလန်ဘက်ကနီးတော့အဲဘက်ကနေတွားကြရင်အဖမ်းခံရတာလို့မုံရမြုတ်ခံမျိုးသားတို့ကပြောပါတယ်။ဖန်စီခံလိုက်ရတဲ့လူငယ်အကြီးတွက်ကိုတော့လူလူတွေဦးကတီးခြားအတီးပြုတ်နိုင်တာမျိုးမရှိသေးပါဘူး။စစ်ကောင်စီဟာမုံရမြုတ်ပေါ်မှာပျော်ပွဲရှင်ပွဲတွေပြုလုပ်နေတဲ့ချိန်တရင်ကျွတ်လာပြင်းနေညကမုံရနဲ့ချောင်းဦးမြို့နဲ့အဆက်ကစီမီထုံးပွဲကိုစက်တက်လေဒီနဲ့ဘုံကျဲတိုက်ခိုက်လို့ပြည်သူ20ကျော်တေဆုံးပြီး60ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ ်အသိမုံရွာလမ်းပိုက်မှာရှိတဲ့စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကိုတော်လိုင်းရေးတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား6ယောက်သေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပွင့်ပြူမြို့နယ်ပသိမ်မုံရွာလမ်းပိုက်မှာရှိတဲ့စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကိုတော်လိုင်းရေးတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား6ယောက်သေဆုံးခဲ့တယ်လို့မင်းဘူးခင်အမတ်ခွနစ်တပ်ရင်းမှသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘားလ4ရက်နေ့ညနေပိုင်းကပွင့်ပြူမြို့နယ်ပသိမ်မုံရွာလမ်းပိုက် မဲဆလီစေတော်တံတားမှာရှိတဲ့စစ်ကော်မရှင်ရဲ့မဲဆလီကာကင်းကိစကန်ကိုတော်လိုင်းတက်တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲတနိုင်ခွဲကြော်ကြဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်သားအလောင်း၄လောင်းနဲ့လက်နက်ခဲယံစစ်အုံဆောင်ပစ္စည်းတွေကိုတင်ဆက်ရရှိခဲ့တယ်လို့သိရှိရပါတယ်။အဲဒီနောက်အော်တိုဘားလ၁၇ရက်နေ့နဲ့၁၂ရက်နေ့တို့မှာစစ်သားအလောင်း၅လောင်းထပ်မံတွေ့ရှိခဲ့တဲ့အတွက်စုစုပေါင်းစစ်သား၆ယောက်သေဆုံးခဲ့တယ်လို့သိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုကိုမင်းဘူးခေအမှတ်9တရင်မင်းဘူးခေပကဖားနဲ့ ပွင့်ပြူမြို့နယ်ပကပ္ပါတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးမင်းဘုတ်ခေအမတ်ခွနဲ့တရင်ကလက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တော်လိုင်းရဲတပ်တွေတင်ပိုက်မီးရှို့ခဲ့တဲ့ဇီကုံရဲစခန်းကိုစစ်အုပ်စုကလုပ်ငန်းရှင်တွေခေါ်ပြီးစခန်းပြန်ဆောက်ခိုင်းကမြို့ကိုကာကွယ်ဖို့လူတို့ကိုစီးယုံခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကမ့်ဘလူမြို့နယ်ဇီကုံမြို့မှာရဲစခန်းကိုတော်လိုင်းရဲတပ်ဖွဲ့တွေကစက်တင်ဘာလ18ရက်နေ့ကစီးနင်းတိုက်ခိုက်မီးရှို့ခဲ့ပြီးနောက် မြုပ်ကန်လုပ်ငန်းရှင်တွေကိုခေါ်ယူတွေ့ဆုံကရေစကန်ပြန်ဆောက်ပေးဖို့နဲ့အသက်၁၈နှစ်ကနေ၃၅နှစ်အကြာလူငယ်တွေစစ်မှုထမ်းဖို့ပါစစ်အုပ်စုကခေါ်ယူတွေ့ဆုံခဲ့တယ်လို့ဇီးကုံမြုပ်ကန်တွေကပြောပါတယ်။စက်တင်ဘာလ၁၉ရက်နေ့မှာဒေတာရင်းတွန်လိုင်းအင်အားစုတွေကဇီးကုံမြို့ရေစကန်ကိုစီးနင်းတက်ခိုက်ခဲ့ရမှာရဲအရာရှိတွေအပါအဝင်၆ဦးသေဆုံးပြီးလေးဦးအရှင်ဖမ်းမိကလက်နက်၁၂လက်သိမ်းဆည်းရရှိခဲ့ပြီးစကန်အတွင်းကအဆောင်တွေကိုပါမိရှုဖျက်ဆီးခဲ့တာဖြစ်ပါတယ်။မီးလောင်သွားတဲ့ရေစကန်အတွင်းက ပြန်လည်တိဆောက်ရမှာကုန်ကြငွေတွေကိုမြုတ်ခန့်လုပ်ငန်းရှင်တွေထံကနေတောင်းခံခဲ့တာလို့လုံခြုံရေးကြောင့်အမည်မဖော်လို့တဲ့မြုတ်ခန့်တဦးကပြောပါတယ်အထူးသဖြင့်လုပ်ငန်းရှင်တွေကိုခေါ်ပြီးတော့မှရေစကန်ပြန်ဆောက်ဖို့ရဲ့အသက်16နှစ်နဲ့35နှစ်အတွင်းကစစ်မှုထမ်းရမယ်ပေါ့35နှစ်နဲ့55နှစ်အသက်ကြီးတဲ့သူတွေကြတော့မြို့ဆောင်ရမယ်ပေါ့မြို့ဆောင်ရမယ်ဆိုမှတော့သူတို့ပြူဖြစ်တော်တာပဲလေမစွန့်ခွာနိုင်ဘဲနဲ့နေတဲ့သူမှန်တယ်များကတော့သူတို့ရဲ့အတုံးချခံဖြစ်သွားမှာပဲလို့ဆိုပါတယ် ဇီကုံမျိုးကိုရန်ကြီးအောင်ရန်နိုင်အေးအောင်တိတ်တိချမ်းအေးတာယာငကပေါ်နဲ့လက်စဲဆိုတဲ့ရက်ွက်6ခုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးလူဦးရေတပေါင်းကျော်နေထိုင်ပါတယ်မြို့ပေါ်ရက်ွက်6ခုတည်းကလက်စဲရက်ွက်မှာနေထိုင်တဲ့ပြည်သူတွေဟာတော်လန်ကြီးတွေမှာထဲထဲဝင်ဝင်ပါဝင်သူတွေဖြစ်တာကြောင့်အစောပိုင်းနှစ်တွေကတည်းကဇီကုံမျိုးမှာရှိတဲ့စစ်အုပ်စုရဲ့မောင်းထုတ်ခြင်းကိုခံရသူတွေဖြစ်ပြီးလက်ရှိအချိန်ဒီလေးစစ်ရှောင်းတွေဖြစ်နေထိုင်နေကြရစေဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်ဇီကုံမျိုးဟာကမ်ဘလူမျိုးရဲ့တောင်ပတ်ချမ်းမှာတည်ရှိပြီး ဇီကုံမျိုးရဲ့အနီးမှာဆိုရင်ဝတ်တိုးရွာပြူအထိုင်စခန်းဇီကုံတခြားဆက်အထိုင်စခန်းနဲ့ကာဘိုးရွာပြူအထိုင်စခန်းတွေပြင်စခန်းပတ်ပတ်လည်မှာပြူစခန်းတွေလည်းအများအပြားရှိနေပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တဝယ်မြို့နယ်အမတ်တ332တက်ရင်မှလက်နက်ခင်းရန်ပို့ဆောင်ရန်ထွက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၅ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရတိုင်းတဝယ်မြို့နယ်အမတ်တ332တက်ရင်မှလက်နက်ခင်းရန်ပို့ဆောင်ရန်ထွက်ခွာလာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ အကြံဖတ်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းဒုရကစစ်ကြောင်းမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။အော်တိုဘာလ23ရက်နေ့မနက်10နာရီခန့်မှာဒဝေမြို့နယ်မောင်မေရှောင်ကြီးရွာအတွင်းမှာရှိတဲ့အမတ်တ3000ကျော်နဲ့တရင်မှလက်နက်ခင်းရန်ပို့ဆောင်ရန်ထွက်ခွာလာတဲ့အင်အားတရာပါတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ပြီးဒဝေအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒုရကစစ်ကြောင်းမှာ တော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်စုခွန်နိုင်ကြကြောင်းသိရှိရပါတယ်။မောင်မေရှောင်ကြီးရွာအတွင်းမှာရှိတဲ့အမတ်တ339နှစ်တရင်ကလက်နက်ခရံပို့ဆောင်ဖို့ထွက်လာတဲ့အင်းအားတရာပါစစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာစစ်ခွေး9កောင်တည်ဆုံတယ်လို့သိရတယ်လို့ဒုရကစစ်ကြောင်းမှတာဝန်ရှိသူကဆိုပါတယ်။ပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စီရင်များအရှိအဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စီရင်အထူးတတိတတိပြုတော်လာနေထိုင်ကြရန်တိုက်တွန်းထားကြောင်း တနင်္သာရီတိုင်းတွင်အကြံဖတ်စစ်တပ်မှအချိန်မရွေးလေကြောင်းတုံးပြတက်ခိုက်မှုများရှိနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုလိုက်နာကြည့်ကြံကြပါရန်နဲ့တော်လန်ရင်းနဲ့စီရေးအရှိန်မြင့်လာတည်နေအမျှပြည်သူ့ဘက်အမတ်တရားဘက်ရက်တီလို့တဲ့စစ်သားများရစ်တက်ဖွဲ့ဝင်များကိုပြည်သူရင်ဝင်ခုံလုံး၍အ мян ဆုံးပူးပေါင်းပေးကြပါရန်ဒုရကစစ်ကြောင်းကတိုက်တွန်းထားပါရခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြပ်ဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအ мян ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။